အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဇာဟုတ်တော့အကြောင်းပြောပြချင်ပါတယ်ဒီဇာဟုတ်ကထွက်တာတော်တော်လေးကြာပါပြီတခင်ပါတော်ပါလာပြန်ထားတဲ့မြန်မြန်မြန်တိုင်းပြီဆိုတဲ့ဇာဟုတ်ပါခင်ဗျာဒီဇာဟုတ်ကိုကျွန်တော်ဖတ်ရတာလည်းတော်တော်လေးကြာပါပြီဒါပေမဲ့ကျွန်တော်ဒီဇာဟုတ်နဲ့ပတ်သက်ပြီးတော့သိချင်တာလေးတချို့ဒီခေါင်းထဲမှာပေါ့နော်ပေါ်လာတဲ့မေးခွန်းလေးတချို့ရှိပါတယ်အဲ့ဒါကိုဒီဇာဟုတ်ကိုဖတ်ဖို့ရတဲ့သူတွေဆိုရင်လည်းပဲ ဒီမေခွန်းလေးတွေပေါ့နော်ဖြည့်သွားသေးချင်ပါလေမဖတ်သေးတဲ့လူတွေကလည်းပဲကျွန်တော်အခုအကြောင်းအရာလေးပြောပြမှာပါပြောပြပြီးရင်တော့နားလည်သွားမှာပါခင်ဗျာတကယ်လို့များဒီစာအုပ်ကိုကိုလက်လန့်မိမယ်ဒီဖတ်ခွင့်ရမယ်ဆိုရင်လည်းပဲဖတ်ကြည့်တာဘူကြီးကောင်းပါလေကျွန်တော်ပြောမှာကတော့ဒီအကျန်းအကျန်းပြင်းပေါ့နော်သဘောတရားလေးတွေကိုပဲခြုံငုံပြီးပြောသွားမှာပါခင်ဗျာအဲ့ဒီတော့ဒီမွန်ရင်စာအုပ်ကိုဖတ်ခွင့်ရမယ်ကိုလက်လန့်မိမယ်ဆိုရင်ပေါ့နော်ဖတ်တာပို့ပြီးတော့အဆင်ပြေပါလေခင်ဗျာ ဆိုတော့အစားအကြောင်းလေးစားမယ်ဆိုလို့ရှိရင်တော့တခါတော့ကဒီလူမျိုးစုတစုကနေပြီးတော့တခြားအင်အားကြီးနိုင်ငံပေါ့နော်တခြားအင်အားကြီးရဲ့လူမျိုးတမျိုးကနေပြီးတော့ဒီလက်ထိန်ချုပ်တာပေါ့နော်မခံချင်တဲ့အတွက်ကြောင့်မို့လို့ထွက်ပြေးရင်းနဲ့တောင်ကြားဒေသတစ်ခုရောက်သွားပါတယ်အဲဒီတောင်ကြားဒေသအင်မတန်မှဒီရာသီဥတုကလည်းကောင်းတယ်မြေဩဇာကလည်းအင်မတန်မှကောင်းပါတယ်ပြီးရင်ဒီမြေနေသားပေါ့တော်တော်လေးကောင်းပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ပပတ်လေးကိုတောင်တွေဝိုင်းထားတာပါခင်ဗျအဲ့တော့ထောက်ပေါက်ဆိုတော့တပောက်ပဲရှိပါတယ် အလိုနဲ့အဲ့ဒီလူမျိုးစုကအဲ့ဒီတောင်ကြားဒေသလေးမှာအခြေချပြီးနေထိုင်ကြပါတယ်။တနည်းကြတော့အဲ့ဒီလူမျိုးစုတွေနေထိုင်တဲ့ဒီတိုင်းပြည်ပေါ့နော်။အဲ့ဒီတောင်ကြားဒေသလေးမှာဒီကက်ယောဂါတခုကြာရောက်ပါတယ်။အဲ့ဒီယောဂါကဒီမျက်လုံးတွေတဖြည်းဖြည်းဝါလာတာပါ။ငကိုကဒီအမြင်ရှိတဲ့လူတွေပဲပေါ့နော်။အကောင်းလူတွေပဲ။ဒါပေမဲ့တဖြည်းဖြည်းမျက်လုံးတွေဝါလာတယ်။ပြီးရင်ဘာမှမမြင်တော့ပါဘူး။အဲ့ဒါဆိုးတာပေါ့နော်။ မွေးလာတဲ့ကလေးတွေကြရင်လည်းအကန်းလေးတွေမွေးလာပါတယ်တချို့ဆိုရင်ဒီမျက်လုံးကိုမပါတော့တာပါအဲ့လိုမျိုးတွေမွေးလာပါတယ်ခင်ဗျအဲ့ဒါကိုအဲ့ဒီတိုင်းပြည်ကလူတွေကပေါ့နော်နက်ပဲကင်လိုက်တယ်လို့လို့ဖះမကြိုက်တာလို့လို့ပေါ့နော်ဖះသခင်ကပဲအပြစ်ပေးတယ်လို့လို့ ਨੇ ဒီထင်ရောက်ထင်မာတွေထင်နေကြပါတယ်ခင်ဗျအဲ့လိုနဲ့တနေ့ကျတော့အဲ့ဒီတိုင်းပြည်ကလူတယောက်ကနေပြီးတော့တောင်ကြားဒေသမှာရှိတဲ့သူတို့တိုင်းပြည်မှာဒီလိုကက်ယောဂတွေကြားရောက်နေတဲ့အတွက်ကြောင့်မလို့တခြားသောပြင်ပနိုင်ငံတွေကိုသွားပြီးတော့ဒီအကူအညီတောင်းမယ်ပြီးဖះသခင်နဲ့ပတ်သက်တဲ့ဓာတ်တော်မွေတော်တွေပေါ့နော်အဲ့လိုပစ္စည်းတွေသွားယူမယ်ဒီမျက်လုံးနဲ့ပတ်သက်ပြီးတော့ ပေါ့နော်ကောင်းတဲ့ဇေဝရရှာမယ်ဆိုပြီးတော့အပြင်ထွက်လာပါတယ်ခင်ဗျာသူအပြင်ကိုရောက်ပြီးတော့သူလိုချင်တဲ့ဒီဖျားသခင်နဲ့ပတ်သက်တဲ့တက်တော်မူတော်တွေဇေဝရပေါ့နော်အလူဟာတွေလည်းရပြီးတော့သူလည်းပြန်မယ်လဲလို့ရောငလင်အပြင်ထပ်လှုပ်ပါတယ်ခင်ဗျာအဲ့ဒီငလင်လှုပ်တဲ့အတွက်ကြောင့်မလို့သူထွက်လာတဲ့တောင်ကြားဒေသလမ်းပေါ့နော်အဲ့ဒီလမ်းကမြေကြီးတဲ့အက်ကွဲပြီးတော့တောင်တွေလည်းပြူသွားပါတယ်ခင်ဗျာအဲ့ဒီတော့ သူလာတဲ့လမ်းသူမမှတ်မိတော့ပါဘူးပြန်လို့မရတော့ပါဘူးအဲ့ဒီတောင်ကြားဒေသကလူကသူကအပြင်ရောက်နေတဲ့အတွက်ကြောင့်မလို့ဒီအပြင်ကလူတွေရှောက်ပြောပါတယ်ဒီတောင်ကြားဒေသမှာလူမျိုးစုတစုနေထိုင်တယ်အဲ့ဒီလူမျိုးစုကမျက်လုံးတွေကန်းနေကြနောက်မွေးလာတဲ့ကလေးတွေကြရင်လည်းမျက်လုံးတွေကန်းတယ်အဲ့ဒီကက်ယောဂါကြီးနဲ့ရင်ဆိုင်နေရတယ်အခုသူကအိနေအောင်သွားဖို့အတွက်ငလင်းလှုပ်တဲ့အတွက်ကြောင့်မလို့မြေကြီးတွေကွဲမြေတွေပြိုပြီးတော့သူလာမယ်လမ်းလည်းပျောက်သွားတယ်အဲ့တော့သူကပြည်မနိုင်ငံတွေမှာရှောက်ပြောပါတယ်အဲ့လိုရှောက်ပြောတော့အပြင်ကလူတွေကပေါ့နော်သူ့ကိုအယူအဆတရားလို့ထင်တာပါခင်ဗျာဘယ်သူမှ တကယ်လို့မထင်ပါဘူးကြာလာတဲ့ခါကျတော့သူလည်းပဲဒီသူ့နိုင်ငံကိုပြန်မရောက်ဘဲနဲ့ပေါ့နော်အပြင်နိုင်ငံမှာပဲတည်သွားပါလားအဲ့လိုနဲ့ဒီလိုမျိုးခစ်ကိုရောက်လာတဲ့အချိန်မှာတော့တောင်တက်သမားတစုကနေပြီးတော့တောင်တွေလိုက်တက်ကြပါတယ်ခင်ဗျာအဲ့မှာတတူလမ်းပြခေါ်လာတဲ့နူးနေဆိုတဲ့လူတယောက်ရှိပါတယ်သူကဒီနှင်းမုံတိုင်းကြတဲ့ညမှာပေါ့နော်သူကျောဖြင့်တဲလွေးသားမှကြောက်လို့ဆိုပြီးတော့သူကကြောက်တုံးနေအပြင်ထွက်ရှာပါတယ်ခင်ဗျာနှင်းနေရာလည်းကြတယ်ပြီးညဘက်လည်းဖြစ်နေတာပေါ့နော်ဘာမှမမြင်ရပါဘူး ဲ့လိုနဲ့ तू မမြင်မဆန်းတာ లై ဆန်ရင်လည်းအကြောင်းတစ်ခုတည်းပြုတ်ကြပြီးတော့ तू ကတတိလက်သွားပါတယ်ခင်ဗျာ तू တတိရလာတဲ့ခါကျတော့ तू အပေါ်ပြန်တက်ဖို့လုပ်ရတဲ့ချိန်မှာကြောက်တော်တော်လေးညှိပါတယ်တာမန်ဆိုရင်သိနိုင်ပါတယ်ခင်ဗျာ तू ကကျတော့ဒီအရန်အေးတဲ့တွေ့ကြပေါ့နော်အနှွေးတဲ့အထူးကြီးပေါ်လာတယ်ပြီးရင်တောင်ကလည်းပဲနှင်းနေဖြစ်နေတဲ့တွေ့ကြမှုလို့ သူကတော့ဘာမှမဖြစ်ဘူးပေါ့နော်အယိုးတွေပါရင်မကြိုးကောင်းကောင်းမွန်တဲ့အောက်ရောက်တယ်ဒါပေမဲ့တတိလောလစ်သွားပါတယ်တတိလူရဲ့နိုးလာတဲ့အချိန်မှာဘယ်နေအောင်ရောက်နေလဲဆိုတာပေါ့နော်သူစူးစမ်းခြင်းနဲ့စိတ်နဲ့ပုံဝင်ခြင်းကိုလိုက်ကြည့်ပါတယ်ခင်ဗျာဒါဘာမှရှိပါဘူးတော်ကြီးမျက်မေးကြီးပါပြီးပုံဝင်ခြင်းကလည်းမုံစင်းဆိုင်လေးဖြစ်နေပါတယ်ခင်ဗျာအဲ့လိုနဲ့ဒီသူလိုက်သွားလိုက်သွားရင်းနဲ့ပေါ့နော်ဒီခက်လက်လန်းမှာလူနေအိမ်နေလို့လို့သူတွေ့ပါတယ်တော်တော်လေးခက်ခက်ခဲသွားတာဘာဖြစ်လို့ဆိုတော့အဲ့ဒီအိမ်ကြီးကဒီရှိုးရဲ့ဂျားထဲမှာရှိနေတာပါသူကကြတော့ဒီရှိုးရဲ့အပေါ်မှာရှိနေတာပါ ဒီအောက်မှာကျတော့မြေပြန့်လေးရှိပါတယ်တောင်ညာဒေသပေါ့နော်အိန္ဒိယကသူခက်ခက်ခဲနဲ့သွားရတာပေါ့ကြောက်တောင်တွေတစ်တော်တွေပေါ့နော်အဲ့ဒီဂျာတွေကနေဖြတ်ပြီးတော့သူကနေခက်ခက်ခဲနဲ့အဲ့ဒီရွာလေးကိုဆင်းသွားပါတယ်ဒါပေမဲ့အဲ့ဒီရွာနားကိုရောက်တဲ့အချိန်မှာသူလူသုံးယောက်တွေ့ပါတယ်လူတွေသူကြည့်ရတာကန်းနေတဲ့လူတွေနဲ့တွေ့နေပါတယ်ခင်ဗျာဘာလို့ဆိုတော့လမ်းလျှောက်ပုံသူတို့လှုပ်ရှားပုံကပေါ့နော်ဒီလူကောင်းတွေလို့မဟုတ်ပါဘူးကန်းနေတဲ့ပုံစံမျိုးဖြစ်နေပါတယ်အဲ့ဒါနဲ့သူအတန်ကြာရလောက်တဲ့နေရာထိကိုသွားပြီးတော့သူအတန်ပေးပါတယ်အဲ့ဒီခါကျတော့ဟူလူတွေက သူ့အတန်ဘောနော်ကြာပြီးတော့ခဏရက်သွားပါရက်ပြီးတော့သူ့အတန်လာရအောင်နားထောင်တော့ဘောနော်အဲ့လိုနဲ့သူ့အနားရောက်သွားတဲ့အချိန်မှာဟုတ်တယ်ဘောဒီလူတွေကတော့အကန်းနေပဲဒါပေမဲ့ထူးဆန်းတာကအဲ့ဒီလူတွေကသူတို့ပတ်ဝန်းကျင်အဲ့ဒီညာဒေသကဘောနော် ဒီတိုင်းပဲသွားလာနေကြတာပါဒီ site ခင်းနေလည်းရှိပါတယ်ခင်ဗျာအဲ့နဲ့ဒီအကန်၃ရောက်နားစီလည်းသူရောက်သွားရောသူပြောတော့ဗောနသူကတခြားတိုင်းပြည်ကလာတာကြောက်တခုတည်းပြောကြလာတာဗောသူဒုက္ခရောက်နေတယ်သူအကူအညီပေးဖို့အဲ့ဒီလူတွေတော့ပြောပါတယ်ခင်ဗျာအဲ့ဒီလူတွေကလည်းသူ့ကိုအထူးဆန်းပွဲကြည့်နေကြတာဗောဒီကြည့်နေဆိုတာဗောနအကန်နေတဲ့အတွက်ကြောင့်မလို့ဒီနားနဲ့ကြည့်တာဗောနဘလို့လူပါလိုက်ဆိုပြီးတော့ဒီလက်နဲ့လိုက်ဆန်းတက်တာတော့အလုံးလိုက်လောက်ပါတယ်သူ့သားကိုခံကြည့်တဲ့အချိန်မှာ တော်တော်လေးကျန်းပါတယ်သူကကြတော့ဒီအကန်းတွေကကြတော့ဒီရှူကြားထဲမှနေတယ်ပြီးရင်နေအောင်နေပါတယ်တိတ်မထီတဲ့အတွက်ကြောင့်မို့လို့အသားတွေမျက်နှာတွေဆိုလူညံ့နေတာပါခင်ဗျအဲ့ဒါနဲ့သူကနေပြီးတော့ဗောနော်မင်းတို့ကန်းနေလာဗောနော်မျက်စိမမြင်ဘူးလားပြောတဲ့အချိန်မှာအဲ့ဒီလူတွေကဒီ မြင်နေဆိုတာတော့နားလည်နိုင်ဆိုမရှိတော့ပါဘူးသူတို့ကမျက်စိမရှိဘူးသူတို့ရဒီမျိုးဆက်ပါပေါ့နော်ဒီ၁၀ဆက်၁၅ဆက်လောက်ခြားလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမြင်နေဆိုတာတော့မှသူတို့နားမလည်တော့ပါဘူးအဲ့လိုနဲ့သူ့ကိုဒီအကန်း၃ရောင်းနေပြီးတော့ငါတို့နိုင်ငံရဲ့အကြီးအကဲကြီးခေါ်သွားမယ်ဆိုပြီးတော့သူ့လက်ဆွဲပြီးခေါ်သွားပါတယ်ခင်ဗျအဲ့မှာသူရွာထဲဝင်တဲ့အချိန်မှာပေါ့နော်သူဝမ်းသာသွားပါတယ်အကုန်လုံးကန်းနေကြတာပါဒီသူတို့နိုင်ငံမှာစကပုံတစ်ခုရှိပါတယ်ခင်ဗျမျက်မမြင်တန်းပြီးမှာပေါ့နော်တစ်ဖက်လက်ကဒါအရှင်ဘီရင်ပဲပေါ့နော် အဲဒီစကားပေါ်သူမြင်ရောင်ပြီးတော့သူဝမ်းသာသွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ तू ကနှစ်ဖက်လုံးမြင်နေတဲ့လူပါ။တစ်ဖက်လက်တော်မှာရှင်ပြန်ဖြစ်တယ်ဆိုရင်တော့သူတို့နှစ်ဖက်လုံးမြင်တဲ့လူဆိုရင်တော့ဒီကရီလာဖြစ်မှာပဲဆိုပြီးတော့သူဝမ်းသာပြီးတော့သွားတာပါခင်ဗျာ။ဒါပေမဲ့ तू အကြာကြီးဝမ်းမသာလိုက်ရပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့ကိုဒီအကြီးကြီးစီပေါ့နော်ခေါ်သွားတဲ့အချိန်မှာသူတို့နေတဲ့အိမ်ခန်းလေးကမှောင်နေပါတယ်။ဘာမှမမြင်ရပါဘူး။ အဲ့တော့သူ့ကိုလက်ဆွဲကြီးခေါ်သွားတော့သူကခလုတ်လိုက်တိုက်ပါတယ်ခင်ဗျာအဲ့တော့အကန်းလေးကနေပြီးတော့မှသူ့မမြင်ဘူးလားပေါ့နော်။ဘာညာဆိုပြီးသူ့ပြောပါတယ်ခင်ဗျာ။အပြင်မှာဆိုရင်တော့သူကမြင်ရပေမဲ့ဒီမှောင်နေတဲ့ခန်းထဲမှာကျတော့သူကမမြင်ရတော့ပါဘူး။အဲ့လိုနဲ့သူ့စစ်စီမင်းမြန်တဲ့ချိန်မှာပေါ့နော်။သူကနေပြီးတော့သူလာတဲ့တိုင်းပြီးအကြောင်းသူ့ရဲ့အဖြစ်အပျက်တွေကိုပြောပြပါတယ်။ဒါပေမဲ့အကန်းလေးကမယုံပါဘူးခင်ဗျာ။ဘာလို့ဆိုတော့အဲ့ဒီအကန်းလေးရဲ့ဒီသူတို့နိုင်ငံမှာပေါ့နော်။အကန်းလေးရဲ့တိုင်းပြီးမှာသူတို့ထောက်ထားတဲ့ theory ကသူတို့နိုင်ငံ အပြင်တခြားမှာလူတွေမရှိတော့ပါဘူးဒါသူတို့ရဲ့ကဘာပဲဒါလူတွေနေတဲ့ကဘာဒီကြောက်ဆောင်ကြော်သွားရင်ဘာမှမရှိတော့ဟိုမှာဟာလာဟင်းလင်းကြီးပဲဒီကောင်းကင်ဆိုရင်လည်းပဲဒီအပေါ်မှာပေါ့နော်လူရဲ့၄၅ပြန်လောက်ရောက်လို့ရှိရင်အာအရင်နူးညံ့တဲ့ဒီအုပ်ဆောင်ရင်းနဲ့အုပ်တာထွက်လို့မရအောင်ပြီးရင်ငှက်တွေဆိုရင်လည်းပဲဒါ တမန်တော်တွေပေါ့နော်လေးပုံကပြန်နိုင်တဲ့တကူရှင်နေဆိုပြီးတို့ကအဲ့လိုတတ်မှတ်ရတာပါတို့လည်းဒါတို့ theory နဲ့တို့ပေါ့နော်သူကနေပြီးတော့သူကတခြားတိုင်းပြရလာတယ်သူကမျက်စိမြင်တဲ့အကြောင်းသူပြောပြရတဲ့အချိန်မှာအကန့်တွေကလုံးဝသူ့ကိုလက်မခံပါဘူးသူအယူလို့ထင်တာပါတချို့ကကြတော့ဒါတို့အကန့်တိုင်းပြရဲ့ theory ရပေါ့နော်လူဆိုတာဒီတိုးတဲ့တောင်းတဲ့ကြောက်ဆောင်တွေကနေပြီးတော့တဘာဝအလျောက်ပေါ့နော်ဖြစ်တတ်တယ်အဲ့တော့ဒီလူကလည်းပဲအဲ့လိုဖြစ်လာတယ်အဲ့ကြောင့်မလို့ သူပါဇက်ကနေပြီးတော့အဓိပ္ပာယ်မရှိတဲ့ဟာတွေသူတို့မကြဘူးတဲ့ဟာတွေပေါ့နော်ရှောက်ပြောနေတဲ့အတွက်ဒါအဓိပ္ပာယ်မရှိတဲ့ဟာတွေလိုက်ပြောနေတယ်ဒီလူကလူဖြစ်စားပေါ့နော်ဒီမမမြင့်တိုင်းကြီးမှဆိုရင်တော့ဒါလူရိုင်းပေါ့နော်လူရိုင်းလေးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူကစကားကောင်းအောင်မတတ်သေးဘူးအဲကြောင့်မို့သူကဘာတွေပြောနေမှလည်းမသိဘူးဆိုပြီးတော့ဒီအကန်းကြီးကနေပြီးသူတတ်မှတ်တာပါခင်ဗျာအဲ့ဒါနဲ့နောက်ထပ်ကြုံရတဲ့ဒုက္ခတစ်ခုကြတော့သူကရောက်သွားတဲ့အချိန်မှာနေဘက်ယူပါခင်ဗျာအကန်းကြီးကသူတို့ကနေဘက်ဆိုရင် အိတ်ကြပါညဘက်မှာအလုံးတက်လောက်တာပါသူသွားတဲ့အချိန်ကမနဲ့အစောကြီးပါဒါပေမဲ့အကန်းလေးအတော့တော့ဒါညနေဖြစ်နေပါပဲသူတို့အိတ်တော့မဲ့အချိန်ပေါ့နော်ညနေဆောင်လေးပေါ့ဘာဖြစ်လို့သူတို့ကနေဘက်မှာအိတ်ပြီးညဘက်အလုံးလောက်လဲဆိုတော့နေဘက်ဆိုလို့ရှိရင်ဒါဒီဒေါတောင်မှာလဲပေါ့နော်စူးစူးညံရှိပါတယ်ခင်ဗျာညဘက်ကျတော့ဒါတိတ်ဆိတ်နေတယ်သူတို့ကမစိမမြင်မနဲ့ဒီအကြအယုံအဓိကထားရတဲ့ခါကျတော့ညဘက်လိုတိတ်ဆိတ်တဲ့အချိန်မှာသူတို့သွားတဲ့ခါကျရင်ပေါ့နော်ဒီသူတို့ရဲ့ အယူရတော့လာလမ်းလေးပါလေးကိုကြားရတာပေါ့သူတို့အတန်နေကြားရတယ်ပင်နာကဘာရှိလဲဆိုတော့သူတို့အမှတ်သားနဲ့သူတို့ခြိတန်နေကြားရတဲ့အတွက်ပို့ပြီးတော့အဆင်ပြေသွားတယ်နေဘက်ကျတော့တခြားအတန်တွေပါစူညံနေတဲ့အတွက်ကြောင့်မလို့သူတို့တော့လောက်ခိုင်းတာအဆင်မပြေပါဘူးခင်ဗျအဲ့လိုနဲ့သူ့ကိုလည်းပဲဒါနေဘက်မှာအိတ်ခံပြီးတော့ညာဘက်ဆိုအလုံးလောက်ခိုင်းပါညာဘက်ဆိုပေါ့နော်သူ့အလုံးလောက်ဖို့ခေါ်သွားပါသူဘလို့မှအဆင်မပြေပါဘူးဘာလို့ဆိုမှောင်မဲနေတဲ့အချိန်မှာအကန်းတွေကသူတို့အတွက်သွားလာဖို့အဆင်ပြေတယ်ဆိုပေမဲ့ဒီကောင်းနေတဲ့အမြင်ရှိတဲ့လူကကြတော့ အကျဉ်းအမရှိသေးတဲ့အတွက်ဒီအမောင်းနှမသွားဖို့ဆိုအဆင်မပြေပါဘူးအဲ့ဒါကိုဟိုကလုတ်တိုက်ဒီကလုတ်တိုက်ဖြစ်လို့ရှိရင်အကန်းတွေကပေါ့နော်ဟာဒီကောင်ကဒါလူဖြစ်ကစားမလို့ဒါကောင်းကောင်းပေါ့နော်လမ်းတွေကိုမကြားသေးဘူးဆိုပြီးတော့သူ့ကိုဒါလူမယ်လေးတယောက်လိုဆက်ဆန်တာပါအဲ့ဒါကိုသူကလုံးဝမခံကျင်ပါဘူးဟာငါအမြင်ရှိတဲ့လူငါပညာတော့ပြအောင်မှာပဲဆိုပြီးတော့အကန်းတွေကိုပေါ့နော်သူကနေပြီးတော့ခေါ်ပြီးတော့ဒီကောင်းကင်းဆိုတော့တိမ်နေရှိတဲ့အကြောင်းအမလိုက်ပြန်နေတာငှက်တွေဖြစ်တဲ့အကြောင်းပြီးသူကအဝေးယူလည်းမြင်နိုင်တဲ့အကြောင်းသူကရှောက်ပြောပါတယ်အဲ့လိုပြောတာကို ဒီအကန်းနေရာမှာတော့သူ့ကိုတော့ယုံညံ့တယ်ဒီကောင်ဒိတ်တိဆိုပြီးပြောတာပါခင်ဗျအဲ့လိုနဲ့သူကနေပြီးတော့တွေ့ကြသေးတော့ငါပညာပြအောင်မဲဆိုပြီးတော့ခက်လလန်းအောင်เนาะအကန်းတယောက်လာတယ်အဲ့ဒီအကန်းအကန်းလာနေတဲ့နေရာကဘလုံးမချီတယ်မကြားနိုင်တဲ့နေရာမှာတတော်ဝေးပါသေးတယ်မျက်စိနဲ့ပဲမြင်ရတဲ့နေရာပေါ့နော်အဲ့ဒါနဲ့သူကနေပြီးတော့ကဲမင်းတို့ငါပြောပြမော်နော်ငါမြင်ရအကြောင်းငါပြမယ်ဟိုအဝေးမှာလူတယောက်လာနေတယ်တိတ်မကြမ်းနေသူဒီကိုရောက်တော့မယ်မင်းတို့မရောက်စောက်ချင်းနေဆိုပြီးတော့သူကကောက်ပြောလိုက်ပါတယ်သူကျင့်စီနေသူကတော့အပိုင်ပဲပေါ့နော်ဟာ ဒါဟုတ်တာတကယ်အဲ့ဒီအကန်သူပြောတဲ့အချိန်မှာရောက်လာရင်ဟာသူမြင်နေဆိုတာကိုလက်ခံမယ်ပေါ့နော်အဲ့လိုမျိုးရည်ရွယ်ချက်နဲ့သူကနေပြောလိုက်တာပါဖြစ်စင်တော့အဲ့ဒီအကန်လိုင်းလိုင်းနဲ့သူ့နာကိုမရောက်ခင်ပေါ့နော်လမ်းတစ်ခုတည်းကောက်ဝင်သွားပါလားမလာတော့ပါဘူးဟိုဒီသူပြောထားတဲ့အကန်တွေကစောက်ပြီးနားထောင်တာပေါ့နော်လူတစ်ယောက်လာတယ်ဆိုတော့ဒါပေမဲ့ဟိုလူကရောက်မလာတဲ့ခါကျတော့ဟာဒီဖုန်းဘောရခဲရရှောက်ပြုံးနေတာပဲဆိုပြီးတော့အကန်တွေကနေသူ့ကိုဝိုင်းပြီးတော့ လောင်ကြပြောင်ကြတာပေါ့နော်အဲ့လိုနဲ့ဒီနူးနေဆိုတဲ့ဒီလမ်းပြားပေါ့နော်တဲ့ငါဒီအကန်းနေတော့ဘလုံးမအဆင်ပြေတော့အဲ့တော့ငါကောင်းကောင်းပြောလို့မရရင်နည်းနည်းကြမ်းကြည့်မယ်ကွာဆိုပြီးတော့ဒီအနာသိမှုလို့တော့ဟောဗျာကျွန်တော်တို့လူမျိုးဆိုရင်တော့သူတွေးတဲ့ပုံကပေါ့နော်ငါအကောင်ဒီကောင်နဲ့အကန်းနေကြီးပဲဘာတိမှမဟုတ်လဲဆိုပြီးတော့ဒီအကန်းနေတဲ့ diary ကိုအနာသိမှုလို့ပါတယ်ခင်ဗျာဒါပေမဲ့အဆင်မပြေပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအကန်းနေကမျက်စိကကန်းနေတာဘယ်နာဘာရှိတယ်သူတို့ပတ်ဝန်းကျင်အကုန်လုံးသူတို့သိပါတာမန်လူတွေလိုပါပဲ တို့ကကြွာချတာကတော့ဒီအဝေးကြီးကိုမမြင်ရတာတခုပါပဲဒီတာမန်အကောင်းလေးလိုပဲဘာလို့ဆိုတော့တို့ကမွေးတဲ့ဟိုကဒီမျက်လုံးမမြင်မနဲ့မွေးလာတာမွေးလေးကအကန်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဘယ်နာမှပါရှိတယ်သူတို့ပတ်ဝန်းကျင်မှာတို့ကအကုန်လုံးသိပါတယ်ဒါပေမဲ့အဝေးကိုမြင်နိုင်စမ်းမရှိတာတခုပါပဲခင်ဗျာ အဲ့လိုနဲ့သူအာနာသိမ်းမှုအဆင်မပြေပါဘူး။အကန့်နဲ့သူဝိုင်းတိုက်ခိုက်ပါတယ်ခင်ဗျ။ဘယ်နှမဘာရှိလဲဆိုအကုန်သိပါတယ်။အဲ့မှဆိုလို့ရှိရင်သူကနေပြီးတော့ဒီပေါက်ထူပေါ့နော်။ကောက်ကန်လိုက်တဲ့အချိန်မှာအကန့်တရားနေပြီးတော့ရောက်ပြီးပေါက်ထူချလိုက်ဆိုပြီးပြောပါတယ်။သူမနဲ့အော်ပါပါတယ်။ဘာလို့ဆိုတော့ဒီပေါက်ထူကိုထားထားတာတော်တော်လေးလက်ကြပေါ်ရနေပြီ။ဒါပေမဲ့အဲ့တော့သူကောက်ကန်လိုက်တဲ့အချိန်မှာအကန့်နဲ့သိပါတယ်ပေါက်ထူကန်နေဆိုတော့ပြီးရင်သူထွက်ပြေးလို့ရှိရင်လည်းသူထွက်ပြေးတဲ့နေရာကိုအကန့်နဲ့သိပါတယ်ခင်ဗျ။အဲ့လိုနဲ့အကန့်နေရာနေပြီးတော့သူ့ကိုဝိုင်းလာပြီးတော့တိုက်ခိုက်ဖို့လုပ်တော့ပေါ့နော်။အဲ့ဒါနဲ့သူက ဒီအမြင်ရှိတဲ့လူဆိုတော့ဒီတခြားတော်ဘောက်ထွက်ပြီးရောလွတ်သွားပါတယ်ခင်ဗျာအဲ့လိုနဲ့တော်တွေထွက်ပြီးပြီးတော့နှစ်ရက်လောက်ကြာတဲ့အချိန်မှာတော့သူအစာရေစာငတ်ပြက်လာပါတယ်တော်ကြီးဘာမှမရှိပါဘူးပတ်ဝန်းကျင်မှာလည်းပဲအကန်းနေနေတဲ့ဒိုင်းပီလေးတစ်ခုပဲရှိတာပါအစာရေစာငတ်ပြက်ပြီးတော့ဖျားလာပါတယ်ခင်ဗျာသူဒီတိုင်းနေမယ်ဆိုလို့ရှိရင်အစာရေစာကလည်းမရှိအဖျားကလည်းဝင်နေဖြစ်တဲ့အတွက်ကြောင့်မလို့တည်သွားနိုင်ပါတယ်အဲ့ဒီတော့သူစဉ်းစားတာပေါ့နော်ဒီတိုင်းတော့သူအသေးမခံနိုင်ဘူးခုနအကန်းလေးစီငါပြန်သွားမယ်ပြန်တောင်းပန်မယ် ငါလောက်ခဲ့တဲ့အပြည့်အတွက်ပြန်ထောင်းမှရင်တော့ဒီအကန်းတွေကခွင်းလွှတ်နိုင်ကောင်းပါရဲ့ဆိုပြီးတော့ तू ကအကန်းတွေနေနဲ့တိုင်းပြီးပြန်သွားပါတယ်ဟုတ်တယ်ငါမှားသွားတာပေါ့နော်မင်းတို့ကမြင်နေဆိုပြီးတော့လင်ပြောမိတယ်အဲ့ဒီတော့ငါတောင်းမှန်တယ်ပေါ့နော်ငါ့ကိုမင်းတို့ခွင်းလွှတ်ကြငါကဒီလူဖြစ်တာမကြသေးတဲ့အတွက်ကြောင့်မလို့စိတ်ကနာမငြိမ်ဖြစ်လို့ပေါ့နော်မင်းတို့တော်လာမိတဲ့အတွက်တောင်းမှန်တယ်ဆိုပြီးတော့အကန်းတွေကတောင်းမှန်ပါတယ်။ तू ကအဖျားလဲဝင်နေပြီ။ तू ဆေးလဲကုပေးပါ။ပြီးရင် तू အစာလည်းမစားနှစ်ရက်လောက်ရှိပြီပေါ့နော်အဲ့တော့အစာရစာလည်းထွေးကြပါဆိုပြီးတော့အကန်းလေးကိုတောင်းပန်ပါတယ်ခင်ဗျာအကန်းလေးကသူထင်ထားသလိုမျိုးသူ့ကိုဒါလက်စားချစ်တာတွေပါပဲမလုပ်ပါနဲ့ခွင်းလွှတ်ပါတယ်ခင်ဗျာအလုံးနဲ့အကန်းလေးကနေသူ့မေးတာပေါ့နော်ကဲမင်းအကောင်းကြီးမှာပါရှိလေပေါ့နော်သူကအရင်ကအကောင်းကြီးမှာတိန်နေရှိတယ်အပြာရောင်ဒီ အဆုံးအစားမရှိဘူးဘာညာသူကရှောက်ပြောဘူးတဲ့ခါကျတော့ဒီတစ်ခါအခန်းနေမိတဲ့ခါကျတော့ဘာဘာမရှိဘူးနော်ကောင်းကင်မှာလူရက်15ပြန်ပြန်20လောက်ကျလို့ရှိရင်အရန်နူးညံ့တဲ့ဒီမိုးကြီးနဲ့အုပ်ထားအဲ့ဒါပဲရှိတယ်ပေါ့နော်ကြည့်ဒါဆိုကောင်းကင်မှာပြန်နေတာဘာတွေလဲပေါ့နော်အရင်တော့သူကမျှတယ်လို့ဖြေတာဘူးပါ တော့ငှက်တယ်မဟုတ်ဘူးကွနော်ခေါင်းကမပြတ်နေတာဒီနှက်သားတွေဖြစ်တယ်အကန်သီအိုရီအတိုင်းသူကနေပြီးတော့ရှောက်ပြောလိုက်ပါအဲ့တော့အကန်เนี่ยလက်ခံသွားပါဟုတ်တယ်ကွနော်ဒီခေါင်းနဲ့နဲ့အမြင်မှန်ရလာပြီပေါ့အဲ့လိုမျိုးတွေးလာပါတယ်ခင်ဗျအဲ့လိုနဲ့သူဖြားနေတဲ့အတွက်ကြောင့်မလို့သူဈေးကုပေးပါတယ်ခင်ဗျအမှဒီဈေးကုပေးတဲ့အချိန်မှာပေါ့နော်ဒီရွာရဲ့အကြီးကြီးတရားမှာတမီးရှိပါတယ်အဲ့ဒီကောင်မလေးကကြတော့ဒီမျက်လုံးလေးလည်းရှိပါတယ်မသိလို့ရှိရင်အဲ့အနေနဲ့လို့ဖြစ်နေတာပါသူကကြတော့ဒီတာမန်လူတယောက်လိုပဲပေါ့နော် မျိုးလုံးဟောက်ပတ်ကြီးတွေမဟုတ်မျိုးလုံးမပလာတာမျိုးမဟုတ်ဘူးနော်တာမန်လူတယောက်အဲ့ဒီတဲ့ပုံစံမျိုးပါပဲပြီးရင်သူ့ကြည့်ရတာလဲနည်းနည်းမြင်ပုံရတယ်ပေါ့နော်သူ့ကလည်းသဘောကျပါတယ်အဓိကမှလေးနောက်ဆိုမျက်တောင်ချစ်ရှိစပိန်တွေမှာမျက်နှာမှာလည်းပေါ့နော်ဒီအမွေးနုလေးနဲ့တော်တော်လေးချစ်ဖို့ကောင်းပါတယ်ခင်ဗျာဒါပေမဲ့အကန်တိုင်းမှာကျတော့အဲ့ဒါကိုတော်တော်ရုပ်ဆူတယ်လို့ပြောတာပါသူတို့ကကျတော့ဒီကျွန်တော်တို့မျက်စိနဲ့ကြည့်တာမဟုတ်ဘဲနဲ့မျက်နှာကိုစမ်းကြည့်ရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီမျက်တောင်တွေရှိနေမှာမျက်ခုံတွေရှိနေမှာဆိုလို့ရှိရင် တို့ကဒီရုပ်ကြမ်းတယ်လို့သတ်မှတ်တာပါခင်ဗျာအားကြောင့်မလို့အဲဒီကောင်မလေးကိုဘယ်သူမှမကြိုက်ပါဘူးအဲ့ဒါနဲ့ညုံနေဆိုတဲ့လူကအဲဒီကောင်မလေးကိုသဘောကျသွားပါတယ်အဲ့လိုနဲ့တို့နှစ်ယောက်ညီစားတွေဖြစ်သွားတာပေါ့နော်အဲ့မှာသူ့မိဘတွေသဘောမတူပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကဒီလူဖြစ်တာမကြသေးဘူးပေါ့နော်ဟိုအကန်းကြီးရဲ့သဘောရဆိုရင်တော့ဒီကောင်ကပညာမတက်သေးဘူးအမြင်မရှိဘူးပေါ့နော်အားကြောင့်မလို့သူ့သူမိနဲ့မပေးစားချင်ပါဘူးခင်ဗျာအဲ့လိုနဲ့တနေ့မှကြတော့ပေါ့နော်ဒီသူ့ဈေးကုနေတဲ့ဆရာဝန်ကနေပြီးတော့ ်ခုနသူရောက်မှလာအောင်ပေါ့နော်တပြောပါလေဒီကောင်ယောဂအရင်မြုံငါတိတော့ပြီဘာဖြစ်လို့လဲဆိုတော့ငါဆေးကုတောင်ကဒီကောင်မျက်နှာကိုစမ်းကြည့်တဲ့အချိန်မှာဒီကောင်မျက်လုံးနှင်းရမှာပေါ့နော်လှုပ်စီလှုပ်စီဖြစ်နေတယ်အဲ့ဒါလေးထုတ်လိုက်မယ်ဆိုရင်ဒီကောင်မြင်နေဆိုတာလည်းပြောရမှာမဟုတ်တော့ဘူးငါတို့လိုမျိုးဖြစ်သွားမယ်အဲ့ဒါလေးထုတ်လိုက်အဲ့ဒါကိုသူရောက်မှလာအောင်တပြောပါလေခင်ဗျအဲ့တော့သူရောက်မှလာအောင်လည်းပဲသူသူမီးပေါ့နော်ကဲမင်းချစ်သူပေါ့နော်မင်းချစ်သူကိုမျက်လုံးနဲ့ရမှာပေါ့နော်အလုံးရှိရအဲ့ဒီအလုံးနဲ့ထုတ်လိုက်မယ်ဆိုလို့ရှိရင်ဒီသူကနေပြီးတော့ငါတို့လူမျိုးပဲအကောင်ဖြစ်သွားမယ် အကြမ်းမလို့မင်းချစ်သူမင်းစီယုံပေးလို့ပြောပါတယ်အဲ့တော့သူကနေပြီးတော့ဒီကောင်မလေးကိုချစ်တာတော့မှန်တယ်ဒါပေမဲ့သူမျက်လုံးတဘွားတော့အကန်းဘွားနဲ့နေဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူးခင်ဗျအဲ့တော့သူကအကြံစီထုတ်ပါတယ်ကောင်မလေးကလည်းပဲသူ့အဖေကဒီဆရာဝန်ရဲ့အကြံပေးချက်အတိုင်းကုသမှုခံယူလိုက်မယ်ဆိုလို့ရှိရင်သူနဲ့သဘောတူမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူမျက်လုံးထုတ်စီခြင်းမှာအဲ့တော့သူကအရန်အကျက်တည်းဖြစ်နေပါသူကဒီကောင်မလေးသဘောကျပါတယ်ခင်ဗျဒါပေမဲ့နောက်ဆုံးမှာတော့သူဆုံးမစ်ချက်တစ်ခုချလိုက်ပါတယ် ဒါတဘောလုံးအကံဘောနဲ့တော့မနေနိုင်ဘူးမေဟာရောင်ထွက်ပြေးမကွာဆိုပြီးတော့နောက်ဆုံးမှာနုမနေဆိုတဲ့လမ်းပြကောင်လေးရပါတော့အမြဲမမြင်တန်ပြီးကနေပြီးတော့ထွက်ပြေးလုံမြောက်ပြီးတော့သူ့ရဲ့တန်ပြီးတော့သူပြန်ရောက်သွားပါတယ်ခင်ဗျာအချောင်းရလေးရထားပါပဲခင်ဗျာဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောချင်တာကတော့ဒီစာအုပ်ကိုကျွန်တော်ဖတ်တာတော့တော်တော်လေးကြာပါပြီခင်ဗျာဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အချောင်းရတွေကိုမှတ်မိတယ်ဆိုပေမဲ့တေချာပေါ့နော်လုံစီပတ်စီမှတ်မိတော့ပါဘူးအဲ့တော့ကျွန်တော်သိချင်တာလေးတစ်ခုရှိပါတယ်အဲ့ဒါအဲ့ဒီစာအုပ်ထဲမှာတော့ပေါ့နော် အဲ့တိုင်းပြာဘယ်နှမရှိတယ်ဆိုတာဖော်ပြထားပါတယ်ဒါပေမဲ့ကျွန်တော်မမမီတော့ပါဘူးခင်ဗျာအဲ့တိုင်းပြာဘယ်နှမရှိလဲဆိုတော့ကျွန်တော်သိချင်တာပါဆိုတော့ကျွန်တော်တဲလုံးစားလေးထပ်ပြရမယ်ဆိုလို့ရှိရင်တော့အဲ့ဒီတိုင်းပြီကအင်မတန်မှရာသီဥတွေလည်းတာယာတယ်ဒီမြေဩဇာလည်းအင်မတန်မှကောင်းပါတယ်ခင်ဗျာပြီးလို့ရှိရင်တို့ကအရင်တော့အကန်းနေမဟုတ်ပါဘူးဟိုးရင်တော့ကတော့လူကောင်းနေပါပဲဒါပေမဲ့ကက်ယောဂတစ်ခုကြောင့်မျိုးလုံးတွေတဖြည်းဖြည်းဝါလာတယ်ပြီးတော့ကံသွားပါတယ်ခင်ဗျာယောဂကတော့ကျွန်တော်ထင်တယ် ကြောက်ယောဂါလို့ကျွန်တော်ထင်ပါတယ်ခင်ဗျာပြီးလို့ရှိရင်အဲ့လိုမျိုးပေါ့နော်တဖြည်းဖြည်းကန်းလာတယ်ပြီးအကန်းလေးတွေမွေးလာကြတာကိုလည်းပဲအဲ့ဒီတိုင်းပြည်ကလူတွေကလက်တွေ့ကြတဲ့အကြောင်းရင်းကိုမရှာဘဲနဲ့ကန်ကြောက်ရှိဖို့ကကန်ဖို့ကဖះငါတို့ဒီလိုဖြစ်စီခြင်းလို့ငါတို့ကဒီလိုဖြစ်ရတာပေါ့ဒါမှမဟုတ်နတ်ပဲကန်သူလို့လို့အဲ့လိုမျိုးထင်ကြတာပါပြီးရင်အထက်ဆိုးတာကြတော့မျက်စိမြင်တဲ့လူတွေပေါ့နော်အကောင်းလေးကိုလည်းပဲသူတို့ကဒေတီတွေလို့ဆွဆွဲပါတယ်ခင်ဗျာအကောင်းတွေကပေါ့နော်အဝေးယူမြင်တဲ့အတွက်ကြောင့်မလို့အမြင်အမြင်တိုင်းပြောလို့ရှိရင်လည်းပဲဒီကောင်က နမိတ်ရှောက်ဖတ်နေတာဒီကောင်ကပေါက်ကရပြောနေတာဒီကောင်ကဒိဋ္ဌိငါတို့တော့ဒုက္ခရောက်တော့မှာပဲဆိုပြီးတော့ဒုက္ခဝိုင်းပေးဖို့ကြိုးစားကြပါတယ်ခင်ဗျာနောက်ဆုံးချက်တော့အဲ့ဒီတန်းကြီးမှာအကောင်းတွေကထွက်ပြေးရပါတယ်အကန်းတွေပဲနေကြရတော့ပါအကောင်းတွေဆိုလို့ရှိရင် ထွက်ပြေးရင်ပြေးမပြေးလို့ရှိရင်သူတို့လိုမျိုးပဲကန်းအောင်လုပ်ပါတယ်တချို့အမြင်ရှိတဲ့လူတွေကလည်းပဲကန်းချင်းအောင်ဆောင်နေကြပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကအမြင်အမြင်တိုင်းပြောလို့ရှိရင်ဒီအကန်းတွေကဝိုင်းပြီးဒုက္ခပြီးနိုင်ပါတယ်ခင်ဗျာ တော့ကျွန်တော်ပြောချင်တာကတော့ဒီစာအုပ်လေးကိုဖတ်ပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဖတ်ဘူးရင်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီတန်းပြီးဘယ်နာမှရှိလဲဆိုတာကိုကျွန်တော်သိချင်ပါတယ်ခင်ဗျာဒီစာအုပ်လေးကိုဖတ်ပြီးတဲ့အချိန်မှာတငွေငွေပေါ့နော်တွေးလို့ကောင်းပါတယ်အဲ့ဒီတို့ကြောင့်မို့လို့ဖတ်ကြည့်စီချင်ပါတယ်ခင်ဗျာဖတ်ပြီးရင်တော့ကျွန်တော်ပေါ့နော်ဒီတန်းပြီးဘယ်နာမှရှိလဲဆိုတာကိုပြောပြကြပါခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှိပွေသူအားလုံးကျေးဇူးရှင်တင်ပါတယ်ခင်ဗျာ